ဟယ်လိုအလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှသာစကားနေကျဆူပါတယ်နော်ဒီနေ့မှာကျွန်တော်ဘာလို့လာပြီးတော့ share ပေးလဲဆိုတော့အာနောက်ထပ်ပေါ့နော်အာထိုင်းစကားလေးတွေ၁၀ခွန်းလောက်ကျွန်တော်လာပြီးတော့ share ပေးပါတယ်ဒါကတော့ဘလို့ကျွန်တော်ပြောရမလဲဆိုတော့ဒီ၁၀ခွန်းကတော့ level 2လောက်ရှိပါတယ်နော်မနေတော့ခက်ခဲတယ်နဲ့နေတယ်အဲ့လိုမျိုးစကားလေးတွေကိုကျွန်တော်အခုဆိုရင် အဲ့လိုမျိုး level 2လောက်ရှိတဲ့စကားစကားပြောလေးတွေပေါ့နော်အန်လာ share ပေးတော့မှာဖြစ်ပါတယ်နော်လွယ်လွယ်လေးတွေလည်းပိုင်လဲပါမှာပေါ့နော်နည်းနည်းခက်တာလေးတွေလည်းပိုင်လဲပါမယ်တငငင်းတို့အဆုံးနောက်ဆုံးထိတော့ကြည့်သွားပေးပေါ့နော်အဲ့ဒါဆိုတငငင်းတို့လည်းနားလည်သွားမယ်โอเคကျွန်တော်တိတာလေးကျွန်တော် share ပေးမှာဖြစ်ပါတယ်โอเคစားလိုက်ရအောင်အာနံပါတ်1ပေါ့နော်အချင်းနယ်လိုက်စကားပြော ခြေနေလဲစကားပြောများပေါ့နော်အဲအဲ့လိုမျိုးပြောမယ်ကွာဘယ်လိုပြောမလဲဆိုတော့ယင်ကြီးစွာနဲ့ကုညီတောင်းခံလိုက်မှာကွာယင်ကြီးစွာနဲ့ကိုကတစ်ဖက်လူမှာကုညီတောင်းခံမှာကွာအဲအဲ့ဒါဘယ်လိုပြောမလဲပေါ့နော်အာရိုးရိုးတာမန်ပြောလို့ရသလိုယင်ကြီးစွာနဲ့ကုညီတောင်းလို့လည်းရပါတယ်အဲ့ဒါကြတော့ရိုးရိုးကုညီတောင်းတာအရင်ပြောပြမယ်နော်ရိုးရိုးကုညီတောင်းတာကကြတော့ချွေနော်ချွေနော်ဆိုတာနည်းနည်းကုညီပေးပါပေါ့နော်ချွေနော်ဆိုတာနည်းနည်းကုညီပေးပါ ဒါတော့တာမန်စကားပြောတာပေါ့နော်အာတကယ်လို့ကိုကရင်ကြီးကြီးနဲ့ပြောမယ်ဆိုလို့ရှိရင်လော့ကွန်ပေါ့နော်အာအလူမျိုးတုံးလို့ရပါတယ်လော့ကွန်နိုင်ဒိုင်မေခါပေါ့နော်လော့ကွန်နိုင်ဒိုင်မေခရပ်အာရောက်ကြလေးဆိုတော့ခရပ်ပေါ့နော်မင်းကလေးဆိုလို့ရှိရင်တော့ခါအာအဲ့ဒါကိုကြတော့ငွေကြီးတို့သိထားပေးပါနော်အဲ့ဒါကိုကြတော့ကျွန်တော်စကားပြောထားမှကျွန်တော်မထည့်ပေးတော့ဘူးနောက်ဆိုရင်ကိုယ့်အကူတုံးပေါ့နော်မင်းကလေးဆိုရင်ခါရောက်ကြလေးဆိုလို့ရှိရင်ခရပ်ပေါ့နော်โอเค ယူယိုတာမန်စကားဆိုလို့ရှိရင်ချွေနှောင်းချွေနှောင်းဆိုတာပုံမှန်စကားကုညီနည်းနည်းကုညီပေးပါပေါ့နော်အာတကယ်လို့ကိုယ်ရင်ကြီးကြီးနဲ့ပြောမှာကွာအာရင်ကြီးကြီးနဲ့ပြောမှာဆိုရင်လော့ကွန်းနှောင်းဒိုင်းမေခပ်အာအဲ့လိုမျိုးပေါ့နော်လော့ကွန်းနှောင်းဒိုင်းမေခပ်ဆိုတာသူရဲ့အတိတ်ပဲကကြတော့ကုညီပေးလို့ရမလားပေါ့နော်အာကုညီပေးလို့ရမလားဆိုတဲ့အတိတ်ပဲရှိပါတယ်နော်အဲ့ဒါဒီဥစ္စာလဲလော့ကွန်းနှောင်းဒိုင်းမေခပ်ဆိုတာလဲ အာပြီးတော့ရိုးရိုးတာမန်ဆိုလို့ရှိရင်ချွေးနော်ရေပေါ့နော်အာအဲ့ဒါကိုရိုးရိုးတာမန်ပြောတဲ့ပုံစံနဲ့အာနည်းနည်းရင်ကြီးကြီးပြောတဲ့ပုံစံလေးဖြစ်ပါတယ်နော်ဒါလေးတွေကလော့ကွတ်နော်ရေတိုင်းမိုင်းโอเคအဲဆိုနောက်တစ်ခုသွားမယ်နောက်တစ်ခုမှာကျတော့အာဘလူးပြောမယ်အချက်လက်ပုံမူမီးမြန်းလို့တော့ခါပေါ့နော်ကိုကအချက်လက်တွေကိုပြည်စုံအောင်မီးမြန်းချင်တယ်ကွာအာအဲ့ဒါဘလူးမီးမဲဆိုတော့ဘလူးပြောရလဲဆိုတော့ခေါ်လိုက်လိုက် ขอรายละเอียดเพิ่มเติมได้ไหมครับ อ่าอัลูมิเนียมผิดปะเด้ขอรายละเอียดเพิ่มเติมได้ไหมครับ สุรากะจารอ อ่าอะเต้ไซฉะละกูเด้အသေးစိတ်အချက်လက်ပူရနိုင်မလားပေါ့နော်ကိုဆိုလိုတဲ့အတိတ်ပဲကိုအချက်လက်တွေပြည့်စုံအောင်ပို့ပြီးတော့ရနိုင်မလားဆိုတဲ့အတိတ်ပဲရှိပါတယ်အဲ့ဒါကိုကြာတော့ခေါ်လိုက်လည်းရက်ဖုန်းတမ်ခေါ်လိုက်လည်းရက်ဖုန်းတမ်ဒိုင်းမေကပ်အဲလိုမျိုးပေါ့နော် ขอรายละเอียดเพิ่มเติมได้ไหมครับสรุปชิ้นအသိစိတ်အချက်လက်တွေကို ပို့ပြီးတော့ရနိုင်မလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Okay ။တုံးကြည့်ပါနော်။ဒါလေးတွေကနည်းနည်း level 2လောက်ရှိပါတယ်။နည်းနည်းတော့ဥစားဘယ်လိုပြောရမလဲ။နည်းနည်းတော့ခက်တာပေါ့နော်။ level 2ဖြစ်သွားမယ်။နည်းနည်းခက်တဲ့စကားပြောလေးတွေပေါ့နော်။ Okay နံပါတ်3သွားမယ်။နံပါတ်3မှာတော့မိမိအမြင်ကိုဖော်ပြဖော်ပြလို့တဲ့အခါမှာ3တဲ့ အာစကားပေါ့နော်ကို့အထင်မြင်လေးတွေကိုကိုကဘယ်လိုပြောရမလဲပြောပြချင်တဲ့ကိုကိုရဲ့အထင်မြင်လေးတွေကိုပြောချင်တဲ့နေရာမှာတုံးတဲ့စကားပေါ့နော်ဒါကြတော့အာအဲ့ဒါဘယ်လိုပြောရလဲပေါ့နော်အဲ့ဒါဘယ်လိုပြောလဲဆိုတော့ในความคิดของฉัน ในความคิดของฉันဆိုတော့ကျွန်တော်အမြင်တုံးမဟုတ်ကျမအမြင်ပေါ့နော်အာအဲ့လိုမျိုးဒီပဲရှိပါတယ်ในความคิดของฉันဆိုလို့ရှိရင်ကျွန်တော်အမြင်တုံးမဟုတ်ကျမအမြင်ပေါ့နော်သူရဲ့အဓိပ္ပာယ်လေးကတော့ ဘောနော်ในความคิดของฉัน solution จะတော့အမြင်ရပေါ့နော်ကျွန်တော်အမြင်ရသူမဟုတ်ကျမအမြင်မှာတော့ပေါ့အာအဲ့လိုမျိုးဒီပဲပြောရလူရလူလူပြောရင်တော့ပေါ့နော်ဘယ်လိုပြောရအောင်ကျွန်တော်ထင်တော့အာအဲ့လိုမျိုးပေါ့နော်ငါအထင်တော့ငါအမြင်တော့ပေါ့နော်အာအဲ့လိုမျိုးနေရာမှာတုံးလို့ရပါတယ်နော်ဒါယုတမန်စကားယုတမန်ဒီတုံးတဲ့နေရာအတိတ်ပဲလေးတွေကိုကျွန်တော်တခါတည်းပြောပြပေးတာဖြစ်ပါတယ်။စာလိုက်ဆိုလို့ရှိရင်ကျွန်တော်အမြင်ရတော့ပေါ့နော်။အာအဲ့လိုမျိုးကျမအမြင်ရတော့ပေါ့။အာအဲ့လိုမျိုးပေါ့နော်။ ในความคิดของฉันสุราโอเคปะโอเคนัดคู่ตัวเมยินจีตัวตรงนู้นมีปะเนาะยินจีตัวตรงนู้นมีโอ้จนเราแชร์ไปมาဖြစ်ပါတယ်ဒီခါတော့โอเคအဲ့ဒါကျွန်တော်ခုနပြောနေကြပါတော့ crab ဆိုတာခမရပါတော့နခတို့ပါတော့အဲ့လိုမျိုးဟာတွေကအရင်ကြီးတဲ့အုံနှုံးလေးတွေဖြစ်ပါတယ်နော်အာ ချင်းဆိုတာကြွပါဘောနော်ဖိတ်ခေါ်ပါတယ်ဘောနော်အဲအဲ့လိုမျိုးအိဗဲမှာရှိပါတယ်ချင်းဝင်ပါဘောနော်အာလာပါကြွပါဆိုတဲ့နေရာမှာသုံးပါတယ်ချင်းဆိုတာโอเคနောက်တစ်ခုကဘာလဲကြီးစုပြု၍ဆိုတာကြတော့နောက်ထပ်တစ်မျိုးပေါ့နော်ရည်ကြီးဆိုတာသုံးနှုံးလေးတွေပါကြီးစုပြု၍ဆိုတာကကြတော့ကလုနာအဲအဲ့လိုမျိုးပေါ့နော်ကလုနာ ဥပမာအနေနဲ့ကျွန်တော်တခုပြောမယ်ကွာကျေးဇူးပြုရေးထမင်းစားသွားပါပေါ့နော်အဲအဲ့လိုပြောမယ်ဆိုရင်ကလိုနာกินข้าวด้วยအဲအဲ့လိုမျိုးပေါ့နော်ကလိုနာဆိုတာကျေးဇူးပြုရေးသူရဲ့နေထားအဲ့လိုရှိပါတယ်နော်နောက်သိမယ်ဆိုအများကြီးရှိပါတယ်အဓိပ္ပာယ်လေးရာကလိုနာဆိုတာကျေးဇူးပြုရေးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲသူ့ကိုထမင်းစားရနဲ့ကျေးဇူးပြုရေးထမင်းစားပါဆိုလို့ရှိရင်ကလိုနာกินข้าวအဲအဲ့လိုမျိုးပေါ့နော်ကလိုနာกินข้าวဆိုလို့ရှိရင်ကျေးဇူးပြုရေးထမင်းစားပါပေါ့နော်အဲနောက်တစ်ခုသွားမယ်ခွေပြုပါ ခွင့်ပြုပါဆိုလို့ရှိရင်ခေါ်အနုရဒီကလေးကိုကဘာလုပ်မလဲอืมအာကိုကခေါ်အနုရဆိုတော့ခွင့်ခွင့်တောင်းတော့ဘနောလူတယောက်ယောက်စီမှာခွင့်တောင်းမှာကိုကကိုဟိုဘက်သွားချင်းတယ်အာသူစီမှာကိုကခွင့်တောင်းမှာဆိုလို့ရှိရင်အနုရไปฟังนูหน่อยอ่ะไอ้ลูမျိုးบ่เนาะตมหอกกูอ่ะทมิซ่าดาวขึ้นตองมาสู้อนุญากินข้าวหน่อยอ่ะไอ้ลูမျိုးยีตอกดารู้บ่รู้ขึ้นตองมาสู้ลูกชิงอนุญาขออนุญา ขออนุญาตกินน้ําหน่อย อ่าอะไรမျိုးပေါ့เนาะကျောင်းအောက်ခွင့်เนเน่ပြုတ်ပေးပါပေါ့เนาะရင်းเนเน่တောက်ချင်လို့ပါပါညာပေါ့เนาะအဲအဲ့လိုမျိုးနေရာဒီမှာတုံးလို့ရပါတယ်โอเคနောက်တစ်ခုကအတုံးဝင်သောစကစုများအတုံးဝင်သောစကစုများမှာကြာတော့ဘာတွေပါလဲဆိုတော့အာနံပါတ်1ပေါ့เนาะအာผมกําลังเรียนภาษาไทย ผมสุราจนอပေါ့เนาะฉันสุราจนอတုံးမဟုတ်မင်းကလေးဆိုလို့ရှိရင်ကျမပေါ့เนาะ အာအဲ့ဒါကိုကိုရွေးသုံးပေါ့နော်ကိုကယောက်ျားလေးဆိုလို့ရှိရင် form ဆိုတာတုံးပေးပါကိုကမိန်းကလေးဆိုလို့ရှိရင် chan တုံးမဟုတ် no no ဆိုတာတမီပေါ့နော် chan ဆိုတာကျမအာအဲ့လိုမျိုးပေါ့နော်ကိုကကိုရွေးသုံးပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တော့ပုံမှန်တိုင်းပဲပြောသွားမယ် form ကလန်လီယန်ဖာစာထိုင်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ပေါ့နော်ကျွန်တော်ထိုင်းစကားသင်နေတယ်ပေါ့နော်အာအဲ့လိုအဓိပ္ပာယ်ရှိပါတယ် form ကမ္လန်ကမ္လန်လီယန်ဖာစာထိုင် ဆိုလို့ရှိရင်ကျွန်တော်ထိုင်းစကားသင်နေပါတယ်ကျွန်မထိုင်းစကားသင်နေပါတယ်ပေါ့နော်အဲအဲ့လိုမျိုးအဓိပ္ပာယ်ရှိပါတယ်โอเคနောက်တစ်ခုကကျွန်တော်ဘယ်ကနေလာလဲပေါ့နော်အာဖုံအဲကျွန်တော်ဘယ်ကနေလာလဲဆိုတာပြောမယ်ကွာဖုံမကြတကယ်လို့ကျွန်တော်တို့ကမြန်မာနိုင်ငံသားကြီးဆိုတော့ဖုံฉันฉันเนี่ยผมสุรากูกูยืนตรงเนาะอะไรจ้ะรอฉันสุราเยอะจ้ะลี ချမ်းဆိုတာကျတော့အကုန်လုံးသုံးလို့ရတယ်ယောက်ျားလေးလည်းသုံးလို့ရတယ်မိန်းကလေးလည်းသုံးလို့ရတယ်ယောက်ျားလေးသုံးလို့ရှိရင်ကျုပ်ပေါ့နော်အာမိန်းကလေးသုံးလို့ရှိရင်ကျမပေါ့နော်ဖုံဆိုတာကကျတော့ကျွန်တော်ပေါ့နော်အာအဲ့လိုမျိုးရှိပါတယ်အာဖုံဘယ်နေလာလဲပေါ့ကျွန်တော်ဘယ်နေလာတယ်ဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်ဖုံမာချာမြန်မာဘောနောဖုံမာချာမြန်မာဆိုလို့ရှိရင်ကျွန်တော်မြန်မာကနေလာတာဖြစ်ပါတယ်ပေါ့နော်သူရဲ့အတိတ်ပဲဟုတ်ကဲ့နောက်တစ်ခုသွားမယ် အာအဲ့ဒါကြတော့ကျွန်တော်ဘာကိုကြိုက်တယ်ညာကိုကြိုက်တယ်ပေါ့နော်ဥပမာအနေနဲ့ပြောမစွေးဖို့ chop ဘူးမကျွန်တော်ဘာကိုကြိုက်လဲကျွန်တော်ယူကြိုက်တယ်ထားပါတော့ယူကြတော့နမ်နော်ဥပမာအနေနဲ့ပြောပြမှာကျွန်တော်ကြိုက်တဲ့အရာကိုပေါ့နော်အာအဲ့လိုပြောမဲ့ဆိုလို့ရှိရင် from chop နမ်အဲ့ဆိုကျွန်တော်ယူကြိုက်တယ်ပေါ့နော်အာကိုကကိုကြိုက်တာကိုထည့်ပြီးတော့ပြောပေါ့နော် from chop နောက်မှကိုကြိုက်တဲ့ဟာထည့်ပြီးတော့ပြောဥပမာအာကျွန်တော်ဆိုလို့ရှိရင်မင်းကြီးကိုကြိုက်တယ်ဥပမာအနေနဲ့ပြောပြတာနော် တမျိုးတော့မတင်လိုက်နဲ့နော်ဖွန်ချော့ဖူးရင်ဆိုလို့ရှိရင်ကျွန်တော် main လေးကိုကြိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးအဥပမာဖွန်ချော့မာလီဆိုမာလီဆိုတဲ့ကောင်မလေးကိုကျွန်တော်ကြိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးကိုကြိုက်တဲ့ရာကိုထည့်ပြီးတော့တုံးတုံးပြီးတော့တွားလို့ရပါတယ်နော်အဲ့ဒါကြတော့ okay နောက်တစ်ခုသွားမယ်ကျွန်တော်မကြိုက်တဲ့အရာကိုပြောမယ်ကွာ formation shop ခေါ်ခေါ်ဆိုတော့သူ့ကိုပေါ့နော် formation shop ခေါ်ဆိုတော့ကျွန်တော်သူ့ကိုမကြိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် okay နော်ဒါလေးတွေနားလည်မှုလို့ရဲနောက်တစ်ခုသွားမယ်အာကျွန်တော်လှုပ်ချင်တယ်ဗောနော်လှုပ်ချင်တာနဲ့ဆိုင်တာဗောနော်ဖုံမြကြဖုံမြကြပိုင်တီယိုအာအဲ့ဒါနဲ့အလေသွားတာနဲ့ပစဆမ်းမယ်ผมอยากจะไปเที่ยวဆိုတော့ကျွန်တော်လဲသွားချင်တယ်ပေါ့နော်အဲအဲ့လိုမျိုးအဓိပ္ပာယ်ရှိပါတယ်ผมอยากจะไปเที่ยวဆိုလို့ရှိရင်ကျွန်တော်လဲသွားချင်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် နော်တကယ်လို့ကိုကဈေးသွားချင်တယ်ဆိုလို့ရှိရင်ဖုံမြတ်ကြပိုင်တလားအဲလိုမျိုးပေါ့နော်ရကြပိုင်တလားဆိုလို့ရှိရင်ကျွန်တော်ဈေးသွားချင်တယ်ဥပမာအနေနဲ့ကျွန်တော်ကုန်တဲ့ကိုသွားချင်တယ်ဆိုလို့ရှိရင်ဖုံမြတ်ကြပိုင်ဟန်စပစင်ခါအာအဲလိုမျိုးနေသားဒီမှာတုံလို့ရပါတယ်နော်ဖုံမြတ်ကြပိုင်ချိုင်းဟချိုင်းဟဆိုတာဟိုပင်လယ်ကမ်းချုပ်ပြောတာပေါ့နော်အာအဲလိုမျိုးပေါ့နော်ကိုကူ တွားချင်တဲ့နေရာကိုတွန်းရမှာဖြစ်ပါတယ်။ရဂျပိုင်ဆိုပြီးတော့အဲ့ဒါလေးတွေထပ်ပြီးမို့လို့လို့တာပေါ့နော်။အဲ့ဒါလေးရဲ့အဓိကကျတော့တွားချင်တဲ့နေရာကိုဖော်ပြတဲ့စကားစုလေးတွေပေါ့နော်။ Okay ။နောက်ထပ်နံပါတ်၄ပိုမိုရှုပ်ထွေးတော်မိကုံများဒါတော့ပိုမိုရှုပ်ထွေးတဲ့မိကုံများကိုကျွန်တော်ပြောမှာဖြစ်ပါတယ်နော်။ Okay ။ခုခုคิดยังไงบ้างเนาะคุณคิดยังไงบ้างสมมุติอ่า ်သင်နဲ့ပတ်သက်ပြီးတော့ဘလူးထင်လဲပေါ့နော်နင်ဘလူးထင်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခုဆိုတော့သင်ပေါ့နော်ခစ်ယငိုင်းဆိုဘလူးဘလူးထင်လဲပေါ့နော်အဲအဲ့လိုမျိုးသင်ဘလူးထင်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခုခုခစ်ယငိုင်းဘန်းနင်ဘလူးတွေးလဲနင်ဘလူးထင်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်ทําไมคุณถึงဆိုတာကဘာကြောင့်သင်ကကွက်လတ်လောက်တာလဲ bọn nó ba giáo tình gạ sửa đại tì bè bọn nó âm ý sẽ bọn nó tham mai cũng thường và phía lâu là lâu đã lấy solution tham mai cũng thường mới mà tham ngàn à ai làm nhiều bọn nó và phía lâu tình lâu lâu mà là đã lấy bọn nó và phía lâu làm lâu đã lấy tham mai cũng thường mới mà tham ngàn à ai làm nhiều thì tôn ngôi nhà nó đoạn nhái tôn ngôi nhà đấy ိချင်တာလေးချီလို့ရှိလဲမေးလို့ရပါတယ်เนาะ comment မှာရေးထားပေးပါကျွန်တော်အားရချင်းလာဖြည့်ပေးပါမယ်။အော်ပြီးတော့ကျွန်တော် channel လေးကို like share subscribe လုပ်သွားပါလို့ပြောချင်ပါတယ်။အခုလိုမျိုးဘောနော်အာထိုင်းစကားစုလေးတွေကိုကျွန်တော်နေ့တိုင်းလို့ share ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုဘောနော်နည်းနည်း share ပေးပါလို့ပြောချင်ပါတယ်။အာ subscribe လို့ရတဲ့ရင်လုပ်သွားပါ notification လေးပေးထားပါလို့ပြောချင်ပါတယ်เนาะ။ Okay နောက်တစ်ခုသွားမယ်။အာဒါကြတော့ခုခွေပိုင်း မိုင်းဆိုလို့ရှိရင်တွားဖူးလားဆိုတဲ့နေရာပေါ့နော်လုံနေရာတစ်ခုခုတွားဖူးလားဆိုတော့ဘန်ကောက်နေနဲ့ပြောမယ်ဆိုရင်คุณเคยไปกรุงเทพมั้ยဒါကြတော့နေရာပေါ့နော်အဲတင်ရပေါ့နော်ဘန်ကောက်ကိုတွားဖူးလားတမဟုတ်ကပူကက်ကိုတွားဖူးလားဆိုပြီးမေးရှင်းတယ်ကွာအဲ့ဒါကြတော့ဘယ်လိုပြောမလဲคุณเคยไปปูเก็ตมั้ยอ่าไอ้เหล่านี้ปะเนาะอเมริกันซูลีนี่ผิดตัวมั้ยตะเกลือกูอ่ะปูเก็ตหมกเป็นแล้วกูอ่ะบ่าวเปียวมั้ยหละบ่ลีสรุปสิ คุณเคยไปลาบุรีไหมอ่าลืมอยู่ปะเนาะอ่านักกบปฐงสุรุชีคุณเคยไปนักกบปฐงไหมอ่ากุณตัวจริเนี่ยลีอยู่จังหวะไปยุ่งไปเนาอ่าตัวผูลาสุรีดีเบลีพี่ตัวแม่นักกบปฐงทะเลลุชีเนี่ยปะเนาะนักกบปฐงตัวผูลาปะเนาะปังเก้าสุรุชีกรุงเทพเนี่ยกรุงเทพปังเก้าตัวผูลาสุรดสกัดสกัดดีเบลีพี่ตัวมาพี่ป่าเนาะก็แต่เกลือบุกเกสุรุชีเนี่ยบุกเกตัวผูลาพี่ตัวแม่เนาะ คุณเคยไปบูเกตไหมบ้านอ่าลุงยุบเช็ดต่อไหมอ่าโอเคဒါလေးတွေစကေပြောလေးတွေเนาะနည်းနည်းတော့ခက်တယ်နောက်ဆိုရင်ဒီလိုမျိုးခက်ခက်လေးတွေကျွန်တော်လာပြီးတော့ share ပေးมาဖြစ်ပါတယ်เนาะအဲ့ဒါကိုကတေချာလေးနားထောင်ပြီးတော့လေးလာလိုက်ရင်ဒါလွယ်လွယ်လေးပါเนาะတစ်ခုတစ်ခုလောက်ပဲပြောင်းလိုက်ရုံပြောင်းလိုက်ရုံလေးပါအိဗယ်လေးကအပြည့်စုံနားလဲတော့ လို့ရှိရင်ကိုကစကားကိုပြောချင်တဲ့အရာတစ်ခုတစ်ခုလေးကိုပြောင်းပြီးတော့ပြောလိုက်ရုံပါမင်းတို့ဒါလေးတွေကတော့ okay အဥပုံအနေနဲ့ကျွန်တော်စကားတစ်ခုပြောမယ်ဗျာကုညီကုညီပေးလို့ရမလားဆိုတဲ့စကားကိုပြောမယ်ဆိုလို့ရှိရင်ဘလို့ပြောမလဲကုညီပေးလို့ရမလားဆိုလို့ရှိရင် okay ကျွန်တော်ပြောပြမယ်လော့ကွန်းတော့အတိုင်းမိုင်းအာဒါကုညီပေးလို့ရမလားနည်းနည်းကုညီပေးလို့ရမလားပေါ့နော်အာသုံးမဟုတ်နှစ်မျိုးပြောလို့ရရင်နော်ဒီစကားကုညီပေးလို့ရမလားဆိုတာနောက်တစ်မျိုးကကြတော့ချွေးနော်အတိုင်းမိုင်း ဒါလည်းတူတူပါပဲเนาะကုညီပေးလို့ရမလားသူရဲ့အတိတ်ပဲကုညီပေးလို့ရမလားပေါ့เนาะတော့မဟုတ်လောကွန်းနိုင်တယ်မင်းဒါလည်းကုညီပေးလို့ရမလားဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်เนาะโอเคတကယ်လို့ကရတယ်ဆိုလို့ရှိရင်ဒါဟိုက်ဒါဟိုက်ဆိုတော့ရတယ်ပေါ့เนาะဒါဟိုက်ခပ်ဆိုလို့ရှိရင်ရင်ကြီးသွားတာပေါ့เนาะရတယ်ခမရပေါ့เนาะဒါဟိုက်ခါဆိုလို့ရှိရင်ရတယ်ရှင်းပေါ့เนาะအာအဲ့လိုမျိုးရှိပါတယ်အသေးစိတ်အချက်လက်ပူရနိုင်မလားနောက်တစ်ခုပြောမယ်အသေးစိတ်အချက်လက်ကိုရနိုင်မလား บนอปูบริโยนไหนมาแล้วสุบรบโยชินดาสุลิชิขอรายละเอียดเพิ่มเติมได้ไหมคะขอรายละเอียดเพิ่มเติมได้ไหมครับสุลิชิอ่ะดีจเชลุยานไหนมาลคัญญายานไหนมาลชิมบนอนเราสุลิมาค่ะสวัสดีครับสวัสดีกว่าบิโรวยบิโรตรงบิลหนอยากจารีบิ่อนเนี่ยไรีบิ่าพิจารณาเลยนหมนขอรายละเอียดเพิ่มเติมได้ไหมคะได้จารองเงเลยบนนอยากจารีจารุขอรายละเอียดเพิ่มเติมได้ไหมครับอ่าเรื่ออยู่บนนอ အသေးစိတ်အချက်လက်ကိုရနိုင်မလားပေါ့နော်ဒိဗေကတကယ်လို့ရနိုင်တယ်ဆိုလို့ရှိရင်ဒိုင်းရနိုင်တယ်တုံမဟုတ်ဒိုင်းခေါရနိုင်ပါတယ်ခမောက်ဒိုင်းခါရနိုင်ပါတယ်ရှင်အာအဲ့လောက်လေးပါပဲနော်တကယ်ရင်လို့ဒါလေးတွေသူ့ရဲ့သဘောတရားအခြေခံလေးတွေကိုနားလည်လို့ရှိရင်ထိုင်စကားပြောရတာလွယ်သွားလိမ့်မယ်နော်ကျွန်တော်စီမှာခုလိုမျိုးဗီဒီယိုဖိုင်အများတိုင်းတင်ပေးတဲ့အတွက်ကျွန်တော် channel လေးကို follow လုပ်လို့ရတဲ့ရင် follow လုပ်သွားပါ notification bell ပေးထားလိုက်ပါကျွန်တော်ဒီလိုမျိုးဗီဒီယိုဖိုင်လေးတင်တဲ့ချိန်ကျွန်တော် like လွှတ်တဲ့ချိန်မှာတငယ်ချင်းတို့စီကိုတငယ်ချင်းတို့ဖုန်းထဲမှာတန်းလာပေါ်ပါလိမ့်မယ်နော်အဲ့ဒါဆိုတငယ်ချင်းတို့ဝင်ရောက်လေ့လာလို့ရတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thank you ပါ bye bye